ကွမြူနစ်နဲ့ကွမင်တန်ပူးပေါင်းတပ်ကစစ်ဗျင်တွေကိုတိုက်ခိုက်ပြီးမြို့တော်ကိုသိမ်းပိုက်ပြီးတာနဲ့အာနာဆုတ်ကင်ဖို့နောက်ွယ်ကနေကိုစီလှုပ်ရှားကြတယ်ကွမင်တန်တပ်ကနောက်ဆုံးကြံရှိတဲ့ရှန်ဟိုင်းမြို့ကိုဝင်သိမ်းမယ်အလို့မှာကွမြူနစ်ကလက်ဦးပြီးလူထုအုံကြွမှုကိုဖန်သီးကတခါတည်းရုံးဌာနတွေကိုဝင်ရောက်စီးနှင်းပြီးတော့မြို့ကိုပါထိန်းချုပ်လိုက်တာကွမင်တန်ခေါင်းဆောင်ရှန်ကရှိတ်ကလည်းမြို့ထဲကလူစိုးကိုင်းချုပ်ကြီးနဲ့ပူးပေါင်းကတွေ့တဲ့မြကွမြူနစ်တွေကိုလိုက်လံပစ်ခတ်ပါလီရောအဲ့ဒါကိုကန့်ကွက်တဲ့အနေနဲ့ကွမြူနစ်တွေကလမ်းပေါ်ထွက်ဆန္ဒပြကြတဲ့အခါမဟာမိတ်ဖြစ်ခဲ့တာက ိုမထောက်ထားတော့ဘဲနဲ့အားလုံးကိုပြစ်ခတ်ရှင်းလင်းလိုက်တာပါပြီးရင်ရှန်ကရှိတ်ကတယောက်တည်းဘူလုတ်ဖို့အင်အားအတောင်ဆုံးမြောက်ပိုင်းစစ်ဘီယံကိုစတင်ထိုးစစ်ဆင်တယ်အဲ့ဒီစစ်ဘီယံကဂျပန်ရဲ့ပန့်ပိုးကူညီမှုနဲ့အပြင်းထန်တိုက်ခိုက်ပေမဲ့နောက်ဆုံးမှာဆုတ်ခွာပေးလိုက်ရတယ်ဂျပန်ကသူ့ကိုအတုံးမကျလို့ဆိုပြီးဖောက်ခွဲကလှုပ်ကြံပြစ်လိုက်တယ်ဒါကြောင့်စစ်ဘီယံနေရာမှာတားဖြစ်သူတက်လာတော့ဂျပန်ကကြိုးကင်လာတာကိုလက်မခံနိုင်တော့ပဲရှန်ကရှိတ်ဘက်စီကိုပြောင်းပြီးတော့မဟာမိတ်ဖွဲ့လိုက်တာဒါကြောင့်ရှန်ကရှိတ်ကမဟာမိတ်အစ်စ်ရလာတော့အရင်ကသူ့စီလာရ ရောက်ပူးပေါင်းခဲ့တဲ့မဟာမိတ်ဟောင်းတွေကိုနေရာမပေးချင်တော့ဘဲနဲ့နှိတ်ကုတ်ဖို့စားလုပ်တဲ့သူတို့ကိုအင်အားချိနဲ့အောင်လက်ရှိစစ်တီအင်အားကိုတဝက်ကျော်အထိရှော့ချမယ်လို့ကြေညာလိုက်တာမဟာမိတ်ဟောင်းတွေကသူတို့ကိုလွင့်ထွက်သွားအောင်ကြံမှန်းတီးတဲ့အတွက်ကုမင်တန်တပ်ကနေခွဲထွက်ကအရင်လိုစစ်ဘရင်တွေအဖြစ်ပြန်လုကြတာပြီးရင်သူတို့အားလုံးကအတူပူးပေါင်းလိုက်ပြီးရှန်ကရှိတ်ကိုဝိုင်းတိုက်ကြပါလေရောအင်အားပို့တာတဲ့ပူးပေါင်းတပ်ကစစ်ကြောင်း၃ခုနဲ့တက်လာပြီးထိုးစစ်ဆင်ကြတာကြောင့်အလဲပိုင်းလွင့်ပြင်စစ်ကြီးဖြစ်လာတော့တယ်အဲ့ချိန်မှာရှန်ကရှိတ်ရဲ့မြောက်ပိုင်း ိုင်းမဟာမိတ်ကတောင်ပံကနေချင်းချောက်ပြီးဖြတ်တိုက်ပေးနေလို့တာရှန်ကရှိတပ်ကမကြဆုံးခဲ့တာပြည်တွင်းစစ်ဖြစ်နေချိန်မှာကျူးကျော်ဖို့ချောင်းနေတဲ့ဂျပန်ကသူစောင့်လုပ်ထားတဲ့ရထားတန်လန်းကိုကိုယ်တိုင်ဖျက်ဆီးလိုက်ပြီးတော့အဲ့ဒီဟာနေတဲ့တန်လန်းကိုလက်ညှိုးထိုးကဝင်ရောက်ကျူးကျော်လာတာပြီးရင်မန်ချူရီးယားကိုသိမ်းပိုက်လိုက်ပြီးတော့မန်ချိုကီယိုလို့နာမည်ကိုပြောင်းလိုက်တာအဲ့ဟာကိုရှန်ကရှိတ်ကဂျပန်ကိုပြန်လည်တိုက်ထုတ်ရမယ့်အစားဘာပြောသလဲဆိုရင်အပြင်ရန်ကနောက်မှအတွင်းရန်ကိုအရင်ရှင်းမယ်ဆိုကကွန်မြူနတီကိုမဲပြီးတော့လိုက်လံနှိမ်နင်းနေတာကွန်မ ီနစ်ကဆိုဗီယက်အကူအညီနဲ့စစ်တပ်ကိုတီထောင်လိုက်ကလွတ်မြောက်ဒေတာအဖြစ်ကြေညာလိုက်တဲ့ရှင်ကရှိကသူ့ကိုချင်းချောက်လာတာကြောင့်စစ်တီတန်းနဲ့ပပတ်လေဝိုင်းဝန်းပိတ်ဆို့ကအပီးတိုင်ချိန်မုံဖို့လုပ်တဲ့ရှင်ကရှိတပ်ကစွန်ဝိုင်းကိုကျင်းထက်ထက်ကျင်းအောင်ရှေ့တက်တိုက်ကြပေမဲ့တဖက်ကအပြင်းထန်ခုခံနေတာကြောင့်မရပဲအကြအဆုံများလာတော့တဲ့ကွန်မြူနစ်ဘက်မှစစ်ဗျူဟာကိုအကြံပေးတဲ့ရုရှားဗိုလ်ရှိနေတယ်လို့ရှင်ကရှိဘက်မှလည်းဂျာမန်ဗိုလ်ကြီးကအကြံပေးနေတာပါအဲ့ချိန်မှာဂျာမန်ဗိုလ်ကြီးကရှင်ကရှိကိုမင်းဘာမှမလုပ်နဲ့အခုရှိရ နေရာမှာအခိုင်အမာတက်ဆွဲတာမကြခင်သူတို့ကလာတိုက်လိုက်မယ်သူပြောသလိုတကယ်ပါပဲပိတ်ဆို့တာခံနေရတဲ့ community တွေကရိခါပြက်လက်လာလို့အရင်စွန်ကထွက်တိုက်လာရတဲ့သူတို့ကအကြိမ်ကြိမ်တက်တိုက်ကြပြီမဲ့အတင်းဆောင်နေကြတဲ့ရှန်ကရှိတ်တပ်ကအตาလေးပြစ်ချနေတာကြောင့်လမ်းတစ်ဝက်မှာတင်ကြဆုံးကုန်ကြတာအဲ့ချိန်မှာ community ကိုအကြံပေးတဲ့ရုရှားဗိုလ်ကဘာမှမပြောတော့ဘဲနဲ့ဒီအတိုင်းထွက်သွားတာသူလည်းဘာမှမတတ်နိုင်တော့သလိုအဆုံးသက်ကိုရောက်နေပြီဖြစ်လို့ပါနောက်ဆုံးမှ community တွေကလက်နက်မချပဲအလုံးအရ ရင်နဲ့မရမကရှေ့တိုးပြီးဖောက်ထွက်ကြတာယာကနန်းလောက်တာအသက်ရှင်လွတ်မြောက်သွားပြီမဲ့ဇွဲမလျှော့ပဲလမ်းများအလုံးလို့ခေါ်တဲ့စစ်စင်ရေးကိုစတင်တော့မှာပါ